စုဝင်ကြီးဦးအောင်မင်းတတိပုဂ္ဂလအဖြစ်ဝင်ပြိုင်တဲ့ရှားရုံးမြို့နယ်မှာလွှတ်တော်၄ရက်လုံးမှာ NLD ပါတီကအနိုင်ရရှိခဲ့ပါတယ်။ပြည်သူ့လွှတ်တော်အတွက် NLD ပါတီက1586မဲ USDP က948မဲနဲ့ NLD ပါတီကအနိုင်ရရှိခဲ့ပါတယ်။အမျိုးသားလွှတ်တော်အမှတ်9အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက1430မဲ တတိပုဂ္ဂလအဖြစ်ဝင်ရောက်ရှင်ပြိုင်တဲ့ဦးအောင်မင်းက866မဲနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအနိုင်ရရှိခဲ့ပါတယ်။ပြည်နယ်လွတ်တော်အမှတ်2မှာ NLD က923မဲ USDP က432မဲပြည်နယ်လွတ်တော်အမှတ်1မှာ NLD က803မဲနဲ့ USDP က232မဲနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအနိုင်ရရှိခဲ့ပါတယ်။ရှာရုံမြို့နယ်မှာမဲပေးနိုင်သူ၄000ကျော်ရှိပြီးမဲယုံ၉ခုရှိပါတယ်။